ဆူဆိုက်လုပ်တယ်ဆိုတဲ့ကိစ္စအကြောင်းတစ်ခုလည်းကြောင့်ဖြစ်တာမဟုတ်အကြောင်းချက်ပေါ်မြောက်များစွာနဲ့ဆက်ဆက်ပြီးဖြစ်တာကိုယ့်ဘဝမှာဘာမှညှော်နေချက်မရှိတော့ဘူးဆက်ပြီးနေလို့လည်းမထူတော့ဘူးကိုယ့်ဘဝတာဘူးဘာမှမရှိတော့ဘူးအဲ့လိုခံစားတော့တာအဲ့ဒါဟာလည်းကြောင့်လို့ကြိုတင်ရှိတဲ့ချက်ပဲကလေးဘဝကြောက်ရှောက်စားရတာ family ကတော့အဓိကပြဿနာပဲလူတယောက်ကဘဝတစ်လျှောက်လုံးမှာရေဆိုင်ခဲ့ရတဲ့ကြုံတွေ့ရတဲ့အဖြစ်ပြက်တဲ့အများကြီးရှိတယ်ချို့လူကြတော့ပါမှသူ့တော့ပြင်းထန်တဲ့ စိတ်ပိုင်းဆိုင်ရာထိခိုက်စေမဲ့ stress တွေရင်းဆိုင်တာမျိုးမဟုတ်ဘဲနဲ့ကိုတာမန်တဲ့ကို depression ရပြီးတော့ဒီ suicide လုပ်တာအများကြီးရှိတယ်ဟာရော့ဒီမှာ MS smell remover နံစိုးများကိုဖယ်ရှားဖို့အဲမန်းကိုသာဆောင်းထားစို့ အများပြည့်ဆရာတို့ဟိုညညတော်တော်များများရဲ့နော်လေးလာထားသူတည်နာတွေရကိုကပြောရမယ်ဆိုရှင်အဖြစ်များဆိုတော့ဒီချိန်မှာမူးစေဝါနဲ့ဆက်ဆက်တဲ့စေဝါနဲ့ဆက်ဆက်တော့စေယောကအဖြစ်များဆုံးလို့သိတယ်ဒုတိယအဖြစ်များဆိုတော့စိတ်ကြယောကပေါ့စိတ်ကြယောကစိတ်ကြယောကနဲ့ဆက်ဆက်ပြီးတော့ဟုတ်ဖြစ်လာတာကတော့ဘာလို့ဆိုရင်ဒီ suicide လောက်တာစိတ်ကြယောကနဲ့အများဆုံးဆက်ဆက်ဆိုတော့ အဲ့ဒါကြောင့်ဘုရားဖြစ်တာများတယ်အစိုးတစ်ဖြင့်နောက်ပိုင်းမှာဟိုလူ့ရက်ပိုင်းမှာပေါ်ပြီးတော့အဖြစ်များတယ်လို့တွေ့ရတယ်လူ့ရက်ပိုင်းမှာမမအမျိုးသမီးတွေပေါ်တယ်လို့သူလေ့လာချက်တရားပြောတယ်ဆိုတော့ဘာပဲပြောပြောဒီပြဿနာအတိုင်းစားတော့တပြေးပြေးကျေကျေပြန့်ဖြစ်ကြတော့မှာပါအဲ့တော့ဒီပထမဆုံးဆရာဖြစ်ဖြစ်ပါယောဂါဒါယောဂါဖြစ်ပြီးတော့မှဖြစ်လာတဲ့အချိန်ကျမှ symptom ကြတာဟုတ်နော် ဘာသာလို့အရေးကြီးသောဟွာရာဒီဆူဆိုက်လုပ်တယ်ဆိုတဲ့ကိစ္စအချောင်းတစ်ခုလည်းကြောင့်ဖြစ်တာမဟုတ်အချောင်းချက်ပေါ်မြောက်များစားတယ်ဆက်ဆက်ပြီးဖြစ်တာပြီးတော့လောရဆယ်လက်တလောဖြစ်တဲ့အချောင်းချက်ကိုကြီးပဲကြောင့်လည်းမဟုတ်ရေရှည်လူတယောက်ကဘဝတစ်လျှောက်လုံးမှာရေဆိုင်ခဲ့ရတဲ့ကြုံတွေ့ရတဲ့အဖြစ်ပြက်တဲ့အရာရှိတယ်ဆရာတို့ကတော့ဒီဆူဆိုက်နဲ့ပတ်သက်လို့ပြပြဆိုက်ရောကတော့ပတ်သက်လို့ပြပြအဓိက ထားပြီးစဉ်းစားတဲ့ approach တစ်ခုကဘာလဲဆိုရင်စိတ်ရောကမဖြစ်ခင်လေကလူတွေမှာတည်ကူးပြီးရှင်းနေတဲ့စိတ်ရောကဖြစ်ဖို့အလားလာနော် vulnerability ပေါ့ဖြစ်တိုင်းတဲ့အလားလာရှိပြီးသားနော်အဲ့တော့တနည်းအားဖြင့်သူရဲ့စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှု personality ပေါ့ကိုယ်ကြီးကိုယ်သွေးဆိုင်ရာဖွံ့ဖြိုးမှုပြဿနာတွေစိတ်ရင်စိတ်ချမ်းမာရေးဆိုင်ရာဖွံ့ဖြိုးမှုပြဿနာတွေမှာ unhealthy development ပေါ့စိတ်ချမ်းမာရေးနဲ့မညီညွတ်တဲ့ စိတ်ဖွင့်ခုပြောမှုအပိုင်းတွေရေဆိုင်ခဲ့ရမယ်ဆိုရင်အလားလားအများကြီးရှိတယ်။ဥပမာဆိုရုသစာဆာပြောပြပြမယ်ဆိုရင်ကလေးဘွားရောက်ရောက်စားရတာ family ရတာအဓိကပြဿနာပဲ။အဲဒီမိသားစုထဲမှာကလေးဘွားမှာဗျာ insecure feeling ဒီအခုမှအများဆုံးဖြစ်နေကြတယ်အိမ်တွင်းအချမ်းဖတ်မှုပြဿနာနော်စိတ်မလုံခြုံမှုပြဿနာအဲ့ရပေါ်မှုတဲ့ကလေးဘွားတွေက anxiety ရှိပြီးသားအဲ့ရအမြင့်တွဲလာတွဲလာခါကျတော့ လေးဘဝမှာကိုယ်ကိုယ်သက်ဖွံ့ဖြိုးမှုအားနေပြန်လို့ရောသူတို့တကယ်ကြီးနဲ့ပြစ်ပယ်မယ်ဆိုလို့ရှိရင်လေကိုဆိုတာ very low self esteem ကိုကကိုကိုတံပိုးထားတာကိုကတံပိုးရှိတဲ့လူတောက်လို့ကိုကိုမမြင်တော့ဘူးနော်အဲ့လိုအမြင်တွေရှိထားပြီးသားအတဖြည်းဖြည်းနဲ့စရရစောစောပိုင်းတော့တရားဟုတ်လား suicide tendency ကစပြီးပြတ်နော်ဒါအခြေခံအကြောင်းရှိခဲ့ပြီးသားဒါမှမဟုတ်စိတ်ဖြစ်စည်းမှုဂျုံအများကြီးကြုံတာလူအများကြီးကြုံကြတာ တော်တော်များများဆက်ရောပါဘူးဖြစ်ပါဟုတ်ဆူဆိုက်လည်းမလုပ်ပါဘူး depression လည်းမဖြစ်ဘူးကိုယ်ပြုတ်သွားနိုင်တယ်နော်ဒါချို့လူတွေကမဖြစ်ပဲနဲ့ချို့လူကြတော့တာမန်သူ့တော့ပြင်းထန်တဲ့စိတ်ပိုင်းဆိုင်ရာထိခိုက်စေမဲ့ stress တွေရင်းဆိုင်တာမျိုးမဟုတ်ပဲနဲ့ကိုတာမန်တဲ့ကို depression ရပြီးတော့ဒီ suicide လုပ်တာအများကြီးရှိတယ်ဘယ်ဘက်ကတည်တဲ့ဆိုကုနာမူရင်စိတ်ပဲအခံပေါ့အဲ့ပုံမှာတည်တယ်အဲ့တော့နှစ်ချက်ကသွားဆုံးတာပေါ့ ဘာပြောဆိုတာဆိုဆုဆိုင်လုပ်ဖို့အတွက်ကြိုတင်တင်ခုရှိနေတယ်စိတ်ပိုင်းဆိုင်ရဲ့ရင်းမြစ်ချက်တွေရှိတယ်တန်နစီရှိတယ်တရားမျိုးကဆုဆိုင်တဲ့တန်နစီတွေရှိတယ်ရှိနေတာနဲ့ပဝင်းရဲ့အခြေအနေကကအကြောင်းတရားတစ်ပါးရုတ်တရက်ဖြစ်လာတဲ့အခါမှာ emotional problems တကူရေဆိုင်တဲ့အခါမှာသူမဖြစ်ရှင်းနိုင်တော့မဖြစ်ရှင်းနိုင်တဲ့အခါမှာဆက်ရောကဖြစ်ဖို့ကကဆုဆိုင်ဖြစ်တာပေါ်ပြီးတော့ညာလာတယ်ဒါအကြောင်းကြီးနေလို့ပြောတာပြနော်ဆရာတို့ဟိုဒီ ဟို psychology ရှုထောင့်ကြည့်လို့ရှိရင် risk factor လို့ခေါ်တာ risk factor ဆိုတာဒီလိုเนาะလူတယောက်ကဆေးလိတောက်ရင်ဒီဘီယောဂါဖြစ်မှာအဆုတ်ယောဂါဖြစ်မှာဒါပေမဲ့ဆေးလိတောက်တိုင်းအဆုတ်ယောဂါမဖြစ်ဘူးเนาะစိတ်တက်တောက်ပြီးတော့ဒီဘီယောဂါလည်းတောက်တဲ့လူတိုင်းမဖြစ်ဘူးဒါပေမဲ့ဘာပြောနိုင်လဲဆေးလိတောက်ချင်အပြင်ဒီဘီယောဂါဖြစ်ဖို့အလားလားများတယ်ဆေးလိတောက်တဲ့လူအများစုပါဒီဘီယောဂါဒီဖြစ်ဖို့ အလားလာများတယ်ချွတ်တိုင်ကျအများလို့ရှိတယ်ဒါကြောင့်ဆေးသိမ့်နယ်တီယောဂါဆက်ဆက်မှုရှိတယ်တို့အတွက်ကြောင့်ဆေးသိမ့်တောက်ခြင်းကိုဆရာက respect တာတီယောဂါဖြစ်ဖို့ respect အဲ့လိုပဲစိတ်ပိုင်းဆိုင်ရာမှာလည်းဆေးယောဂါဖြစ်ဖို့ခုန depression ရဖို့เนาะ suicide လုပ်ဖို့ဆိုတဲ့အချက်တွေမှာသူနဲ့ဆက်ဆက်နေတဲ့ respect တာရှိတယ်နော်အဲ့ respect တာတွေကိုဆရာအကျောင်းအကျောင်းကြီးပြောပြတယ်ဆိုရှင် bio psychosocial risk factor မျိုးစားပါเนาะအဲဒီ risk factor ရဲ့မှာအရေးကြီးဆုံးအချက်ကတော့ alcohol အရက်ဆွဲတာနဲ့မွေးဆေးဝါးတုံးဆွဲခြင်းအဲ့ဒါ suicide ဖြစ်လို့ပေါ့အလားလားအများဆုံးတစ်ချက်နောက်တစ်ချက်ကတော့ hopelessness ပေါ့ကိုကိုကိုဘွားမှာဘာမှညှော်နေချက်မရှိတော့ဘူးဆက်ပြီးနေလို့မထူတော့ဘူးကိုဘွားတာဘူးဘာမှမရှိတော့ဘူးအဲ့လိုခံစားတော့အဲ့ဒါကလည်းကြောက်လို့ကြိုတင်ရှိတဲ့ချက်ပဲ အဲ့လိုစိတ်ခံစားမှုရှိတတ်တဲ့လူကလည်း suicide ဖြစ်လာတာများသွားဘူး။နောက်တစ်ခါတော့ impulsive စိတ်လိုက်မှာပါလွတ်တယ်။ဟောစိတ်ထုတ်ရှားစိတ်ထိခိုက်တာကိုမခံနိုင်ပဲနဲ့စိတ်လိုက်မှာပါ။တော့စိတ်လိုက်မှာပါအရင်းကစိတ်ရှိတဲ့လူတွေနောက်ပြီးတော့ aggressive tendencies aggressive tendencies လို့ပြောတော့တကယ်တော့ suicide ကလည်း aggression ပဲ။နော်အဲ့တော့ suicide က aggression ဆိုတာဒီနားပါဆရာဆက်လို့ပြောပြပြောပြချင်တာဟာ။ ဆိုစိတ်ပဲဆရာပြတ်တာဖြစ်တယ်တချို့လူကကိုယ့်ကိုဆူဆိုက်လုပ်တယ်တချို့လူကသူများတတ်တယ်နော်ပြတ်ဘာကွာလဲမေးလို့ရှိရင်ဒီရှေးဟောင်းစိတ်ပညာ theory တခုဖြစ်တယ် psycho analytic theory ပေါ့စိတ်ခွဲပညာ theory ရောက်ွာလူရဲ့အခြေခံစိတ်အရင်းမှာကွာဒွိသဘောနှစ်ဖက်သွားတာနှစ်ဖက်သွားတာနော်အဲ့အဖြစ်သဘောရှိတယ်အဖြစ်သဘောရှိတယ်နှစ်ဖက်နှစ်ဖက်သွားတယ်အခုဒီတိုင်းပဲနော်အလိုမပြည့်တာ စိတ်ပချမ်းသာစရာလိုမမပြေတာအပြင်းတားဖြစ်လာရင်ထွိသွားသွားတော့တွားတဲ့ခါကျတချို့ကအချမ်းဖက်ချင်တဲ့စိတ်ကဘယ်သွားဆိုက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 ိုအတော့မကြလို့ကိုမှပြစ်ရှိတယ်ဆိုပြီးတော့ aggression ကကိုစိတ်ကိုပြန်သွားတယ် in a intra psychic aggression လို့ပေါ့လေအဲ့လူတွေ suicide လုပ်တာပဲတချို့လူကတော့အလိုမပြည့်ဘူးအချမ်းဖက်တယ်ဘယ်လိုလဲအပြင်းကိုအချမ်းဖက်တာ အောက်ဆိုင်ကိုတော့အပြင်သွားအဲ့ဒါ extra ဟောလေ psychic aggression ဟာအပြင်သွားတာနဲ့အတွင်းသွားတာဆိုတော့ suicide တမ်းမှာတော့အတွင်းသွားတာဒါပြတ်ဒါမှ suicide ကလည်း aggressive slip impasse ရှိတဲ့လူတွေရဲ့ဖြစ်ရှင်တယ်ဘယ်လိုဖြစ်ရလဲဆိုတော့သူများမလုပ်ရတော့ကိုယ့်ကိုလုပ်လိုက်တယ်ဘယ်သွားအပြင်းတော့သွားတာနော်နောက်တစ်မျိုးကတော့ history of trauma and abuse သူကလူတွေမှာ ိုးဘုရားအတိတ်ကာလငယ်စဉ်ကပဲဖြစ်ဖြစ်ဘဝတစ်လျှောက်လုံးမှာနော်ဘာရှိလဲဆိုတော့ trauma childhood trauma ကလေးဘဝစိတ်တန်ရရပါလာတယ်အဲ့ဒါတွေကမဖြေရှင်းတဲ့တိုင်ပါလာနောက်တစ်ချက်ကအဲ့လိုအဲ့ trauma တွေမှာမှအများဖြစ်တတ်တာ child abuse တို့မဟုတ်အတိတ်လူပိုင်းမှာလဲ sexual abuse ခါတဲ့လူတွေအဲ့လိုအတိတ်ကြုံရှိခဲ့တဲ့လူတွေရတယ်ပဲနောက်ထပ်စိတ်ပိုက်ဆိုင်ရာ challenge တစ်ဖြစ်ပဲပြဿနာတစ်ခုရေဆိုင်လိုက်ရပြီဆိုရင် suicide လို့ပြောဖို့အလားအလာများတယ်နော်နောက်တစ်ချက်ကတော့ဆို major physical illness ပေါ့ဥပမာဆိုကြပါဆိုရဲယောဂကုသလို့မပြောင်းနိုင်တော့ဘူးအဆုံးဆုံးတော့ဆုံးပါဥပမာကင်ပြင်းထန်တဲ့ကင်ဆာယောဂရပြီလို့သိလိုက်တဲ့သူတွေတော်များများဒီလူတွေကလည်းပဲပြင်းထန်တဲ့ဝေဒနာအတွက်မျှော်လင့်ချက်မရှိတော့ဘူးသူများကလည်းအဒုက္ခမပေးခက်ခဲမပေးကြဘူးကိုယ်ကို suicide လုပ်သွားတာလည်းဖြစ်တတ်တယ်နောက်တစ်ခုကတော့ အရင်တော့ဆူဆိုက်ဒ်အက်တက်တကယ်တော့ပုံကဆူဆိုက်မလုပ်ဖြစ်ဘူးနော်အက်တက်တက်ဆူဆိုက်ပေါ့ဆူဆိုက်လောက်ကိုစူးစမ်းခဲ့ဘူးတဲ့အတွေ့အကြုံရှိခဲ့ဘူးတဲ့အဲ့လူတွေမှလည်းအဖြစ်များတယ်အများပြဆရာတို့လာခဲ့တာအက်တက်တက်ဆူဆိုက်ကအကျိန်များလာရင်နောက်ဆုံးတစ်ချိန်မှာအောင်မြင်သွားတတ်တယ်နော် next ကတော့ family history of suicide မိသားစုထဲမှာပဲ suicide လုပ်ဘူးတဲ့ မိဘသားတွေအစင်လာရှိခဲ့ဘူးတဲ့ဆိုရင်လည်း suicide ဖြစ်လို့ပဲဒါက bio psycho social respecter လို့ခေါ်တယ်နော် now respecter တကွာတော့ပါလဲဖြစ်ဖို့အလားလားတွန်းဖို့လာကြ factor ကတော့ environmental respecter ပါဝင်နေတဲ့ဆိုင်နဲ့ factor အဲ့ဒါပါဆို job အလုပ်ငါ့ကိုမအဆင်မပြေဘူးစီးပွားရေးအဆင်မပြေဘူးအလုပ်ရအဆင်မပြေဘူးအလုပ်အလုပ်ရန်သားချင်းခါလာရတယ်ကြော့တပတ်တယ်။နောက်တစ်ခါ financial loss loss မှာဒါ environmental ပြောတော့ financial loss တခါကြရဲ့ဆရာတို့က loss အမျိုးသား loss ဟာဥပမာဆိုကိုယ်နဲ့အရင်းနှီးဆုံးအချစ်ခင်ဆုံးမိဘဖြစ်ဖြစ်သားသမီးဖြစ်ဖြစ်ဆုံးဆုံးသွားကွယ်လွန်သွားတယ်အဲ loss ပဲเนาะအဲ loss ကိုရှိလာရင်ဒါမခံနိုင်တော့အဲ loss ကိုဘယ်လို handle လုပ်မလဲဘယ်လိုနေအောင်လုပ်မလဲဒါကိုစာနောက်ပိုက်မှာဆက်ပြောပြပါမယ်เนาะ loss နောက်ကတော့ចောင်းသားဆိုရင်လူငယ်ဆိုရင်လည်း ကျောက်ဝနေတာထွက်လာရတာလို့ပညာရေးမအောင်ပြင်လားမအောင်လို့ပြတ်တရာတွေကြောင့်လဲ suicide လို့တာဒါ environmental displacement နောက်တစ်ခုကတော့ homelessness နေနေစရာအိမ်ရေအတီးစရာမရှိဘဲနဲ့သွားနေရလူရဘွားဘုရား security မရှိဘူးအဲ့ဒီဘွားမှန်ဒီကကြာလာရင်လဲ suicide လို့တတ်တယ်နောက်ဆက်နေလို့ချူချူမထူတော့ဘူးတချို့ကြတော့ relational and social loss အပေါင်းတဲ့အစရေဆုံးဆုံးလား အပေါင်းသိနေရကိုပြက်ပယ်သွားဆွန့်ပယ်သွားတာသူမျိုးသားကြီးတန်းဆွန့်ပယ်သွားတာဒါကြောင့်ဆွန့်ပယ်ရခပြက်ပယ်ရခဒါကြောင့်လည်းဆူဆိုင်လုပ်ကြရတယ်နောက်တစ်ခါတော့ဘာလဲကိုကိုကိုဆူဆိုင်လုပ်ဖို့ပစ္စည်းအလွယ်တူရတာဥပမာချုပ်နေချုပ်နိုင်ငံတွေမှာတနက်ကအလွယ်တူရတာနော်ရုပ်ပြရလူငယ်တည်းတတ်တတ်ကြိုင်တာပဲဆိုတော့ဆုံးအဆုံးစီပေါ်လွယ်တယ်လေကိုကိုတိတ်ပြီးတော့ပြစ်ချင်ရမှာဟုတ်လားအဲ့လိုအလွယ်တူတတ်တည်နိုင်တဲ့ပစ္စည်းကြိယာတွေပတ်ဝန်းကျင်မှာ အလွယ်လူရနေတာလည်းပြဿနာပဲနော်စဉ်းစားကြည့်ဆူဆိုက်လုပ်ဖို့လူတယောက်ကတနက်ပြေးပြီးကိုယ့်ကိုတတက်ပြေးပြီးအဆုတ်စီဖို့နဲ့ကိုယ့်ကိုကိုကဲဟိုထွန်ချက်တက်ဓာတ်ထိုးပြီးတော့အဆုတ်စီဖို့ဆိုရင်ဘယ်ဟာရွေးမလဲဆိုတော့ပို့လွယ်တာကိုရွေးတာအဲ့တော့ခုနရုပ်ပိုက်ဆိုင်ရာပတ်ဝန်းကျင်ချင်းနဲ့အလွယ်တကူအဆုတ်စီလို့ရအောင်ဖန်တီးထားရပတ်ဝန်းကျင်မျိုးဖြစ်တယ်အဲ့ဒါမျိုးကြတော့ environmental respecter လို့ခေါ်တယ်နော်နောက်တတိယ respecter ကတော့ social cultural respecter ဘာလဲဆိုတော့ ပဝန်းကျင်မှာကိုဒုက္ခအခက်ခဲရောက်နေတဲ့ခါမှာဘေးနာ social support မရှိဘူး။ဒါမှမဟုတ် psycho social support ပေးရတာလုပ်ရတယ်လုပ်ကြတာလေ။အခက်ခဲရှိကြအောင် support လုပ်မဲ့လို့မရှိဘူး။တခါတည်းကျတော့ sense of isolation လူဆိုတာလာပြီးတော့နော်ကူညီပေးမယ်ကူတဲ့ပဲနှစ်သိပ်ပေးမယ်ပြောဆိုပေးမယ်ထိတွေ့ဆက်ဆိုင်အားပေးမယ်လူမရှိဘဲနဲ့အထီးကျန်ဘွားနဲ့အပြစ်ပဲခံတာအဲ့ဒီခါမျိုးကြရင်လည်းဖြစ်တာ ဆိုရှယ်နဲ့ပတ်သက်တဲ့ writer နောက်တစ်ခုကတော့ဒီဥပမာပတ်ဝန်းကျင်နေပြီးတော့ဟိုလက်မှတ်ခံနိုင်တဲ့ဒဏ်ရာဒဏ်ချက်အမဲအစွန်ပေါ့အစွန်အထည်ရှိတယ်အဲ့လိုခံစားရရင်လည်းဖြစ်တတ်တယ်နောက်တစ်ခုကတော့ဒီကျန်းမာရေးနဲ့ဆောက်ရှောက်မှုတွေမှာနေမကောက်ထိုင်မကောက်ဘူးကျန်းမာရေးဆောက်ရှောက်မှာ health care ရာပြည်စုံလုံးလုံးတက်ဟာကိုမခံယူရတဲ့ခံမှာလည်းဖြစ်တတ်တယ်နောက်သူ့ဆောက်ရှောက်ပေးပြန်လို့ကျန်းမာရေးဆောက်ရှောက်မှာအပွက်စီမရှိတဲ့ခါတွေမှာလည်းဖြစ်တတ်တယ် နောက်ထပ်ကတော့ cultural and religious belief ပြန်ကြည့်လို့ရှိရင်ဆရာမြန်မာလူမျိုးတွေနဲ့ဂျပန်နိုင်ငံဂျပန်လူမျိုးတွေနဲ့ဆူဆိုင်လုပ်တာပဲပုံများမယ်တဲ့အကြအပြင်ဆိုရင်ဂျပန်နိုင်ငံဆူဆိုင်လုပ်တာများပါ cultural factor တော့ဆူဆိုင်လုပ်ဖို့ရည်ကြီးဖို့ဗမာပြည်မှာကျတော့ဆရာတော့ religious belief ပါလေ religious religious belief ဟိုကပြောပြောအစင်လားအပြည့်ဆုံးမကြလို့ပြောပြော เนาะသူ့ရဲ့ယုံကြည်ချက်တွေမှာပါရှိရဆိုရင် suicide လို့ဒီအခန်း905ကဘာခံရမယ်เนาะပြီးရင်ဒါကောင်းတဲ့ဘုံမရောက်နိုင်ဘူးဆိုတော့ခါကြီးကဘာသာရေးဆိုင်ယုံကြည်ချက်ရှိတယ်ဘာသာရေးဆိုင်ယုံကြည်ချက်တွေတားမြစ်ထားတဲ့အတွက်ကြောင့်လဲ suicide လို့ပေါ့နဲအဲ့လိုမျိုးပဲနဲဘာသာရေးဆိုင်ယုံကြည်ချက်မရှိဥပမာဆိုကြပါဆိုဟိုဟိုမျိုးလေးဆိုင်ကိုစဉ်းစားလို့ရှိရင်ကိုတေဝါလို့ရှိရင်ပြန်ပြီးတော့လူပြဖြစ်မှာပဲလို့ယုံကြည်တယ်ရည်ရည်ဆိုရင်ဒီဘဝမှာအဆင်မပြေဘူးလေဒီဘဝအဆင်မပြေဘူးဆိုတော့အဆုံးသတ်လိုက်တော့ကတော့ပြန်ရောက်ပါမှာ ဆိုတော့အဲ့လိုယုံကြည်ချက်ကလေးတွေကတစ်ခါကြရင်တော့ suicide ပေါ်လာလာဟိုဟိုများသွားစေတိုင်းတယ်။ဒါဆိုရင် social and cultural respecter လို့ခေါ်တယ်။အဲ့တော့ဒီ respecter ဆိုတဲ့သဘောတရားတိုင်းမှာဒီ suicide လုပ်တဲ့ဟာတွေ rate တွေညော့စေခြင်းနဲ့ကိုယ်ကိုယ်ရဲ suicide ပုံဖြစ်ချင်ဘူးဆိုရင် suicide ဖြစ်တဲ့ဟာဆက်ဆက်နေပြတာ။ဘုရားဆရာဥပမာပေးလို့ပေါ့။တီးပြီးယောဂမဖြစ်ချင်ဘူးအဆောက်ယောဂမဖြစ်စေဘူးဆိုဘာချောင်းမလဲ။ဆေးလိုက်ကိုရှောင်းအောင်။အဲ့လိုပဲ respecter တွေကို Google တော့ပတ်ပြီးတော့ရှောင်လွဲနိုင်ရာဖြင့် ရစ်ဘာကုန်းတာလို့ဆူဆိုက်ပဲဖြစ်အောင်ကြိုတင်ကိုကိုကာဝယ်တားစီလို့ရနိုင်တယ်လို့ဆရာထင်ပ